အတွက်အသိရှိနေတဲ့အစိုက်မြင့်မင်းကိုအာဖဂန်နစ္စတန်နဲ့ကိုသမမူစတာဖာတိဒါဝင်ရောက်ပုံစတင်ခဲ့ရတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ခွန်လေးတိုင်းကတော့လက်ရှိအချိန်မှာနှစ်နှစ်ပြည့်တဲ့ဘောတက်မှတ်ပေးထားရတယ်ဖြစ်ပါတယ်။အရှိလာတဲ့နှစ်နှစ်ပြည့်တဲ့ဘောကနေမြန်မာအသင်းတရားမြတ်ဦးဆောင်ကိုရောက်သွားနိုင်မှာဆိုတော့ရေကုန်စရာပြည့်နေပဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။စော်ပိုင်းကဝင်ရောက်ပုံစတင်ခဲ့တဲ့ကစားသမားအာဖဂန်နစ္စတန်ရဲ့ကိုယ်တော်မှာတော့ကွင်းလယ်တိုင်းကနေဝါကပ်ပြပြတ်တာပြီးတော့ဒရီပေးထားခဲ့ရလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ဒီပွဲစဉ်ရဲ့အဝကပြနှစ်ခုတော့အာဖဂန်နစ္စတန်တင်းရဲ့ကစားသမားတွေရောပဲပြသထားခြင်းခံရရလည်းဖြစ်ပါတယ်။ရရှိရရှိလာတဲ့ခွင့်ရတော့စိုင်းမြမင်းကိုရိုင်းပဲကန်သွင်းဆုံးသက်မှလည်းဖြစ်ပါတယ်။ဆိုင်မြမင်း ခင်ဗျာမြန်မာအသင်းအနေနဲ့ဒုတိယပိုင်းမှာပထမတိုင်းအတပုံပုံကောင်းမွန်တဲ့ခြေစမ်းမျိုးရင်းနဲ့ပြန်လာခဲ့ပြီးတော့ဒုတိယပိုင်းမှာနောက်ထပ်ဒေချာစီရဲ့တတိယမြောက်ဦးဆောင်ကိုတော့စိုက်မြမင်းကိုရိုင်းကန်တဲ့ဆုံးသက်သွားခဲ့ရည်ဖြစ်ပါတယ်